်သင်သိပါသလား War Economic Forum ကြီးကဒီလိုပြောထားတယ်အတိအကျပြန်ဆိုရရင်2030ရောက်ရင်မင်းမှာဘာပိုင်ဆိုင်မှုမှရှိမှာမဟုတ်ဘူးပြီးတော့မင်းကပျော်နေလိမ့်မယ်တဲ့အခုခေတ်မှာခေတ်သစ်စင်းရဲသားတွေပေါ်လာနေပြီတချို့ကလူအဖွဲ့အစည်းရဲ့ပုံစံကြောင့်တချို့ကကိုယ်ရွေးချယ်မှုကြောင့်ပေါ့အပေါ်ရန်ကြည့်ရင်စင်းရဲလို့မထင်ရပါနဲ့ဘဝတစ်ခုလုံးပတ်စံအတွက်စိုးရင်ပူပန်နေရတဲ့ချိန်သာတင့်နေတဲ့လူတွေပါအနာဂတ်ဘီလီယံနာဖြစ်လာရမယ့်သူတွေ စိတ်သက်တက်ကြွအတွေ့အယူစရာနေရာတစ်ခုဖြစ်တဲ့မန်နီဖောင်မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာနံပါတ်1မင်းလာစာဝင်ငွေရဲ့တဝက်လောက်ကငှားရင်းကားနေနေကုန်နေတယ်ဒါမှမဟုတ်မင်းဟာမိဘရင်းနေပဲအတူတူနေနေတယ်မင်းမှာပိုင်ဆိုင်နာတွေတိတ်မရှိပဲရှိသမျှကိုခီးဆောင်လက်ဆွဲတက်တာတစ်လုံးထဲမှာထည့်လို့ရတယ်အကယ်၍တယောက်ယောက်ကမင်းကိုတက်တာပေးမယ်ဆိုရင်ပေါ့သူတို့ကတီနေရာတီနေရာတီနေရာဆိုပြီးတော့မင်းကိုပြောခဲ့ပေမဲ့ အခုတော့မင်းကဗျက်စီးတခိုင်းသာအခန်းလေးနဲ့အိမ်သာတလုံးအတွက်ဈေးကြီးပေးပြီးငှားနေရတယ်။မင်းကိုမင်းပြောတယ်ဒါကကိစ္စမရှိဘူး။ဘယ်နေရာမှဒီလောက်ကောင်းတဲ့နေရာမရှိဘူးဆိုပြီးပေါ့။ဒါပေမဲ့ခေတ်သစ်သမိုင်းမှာပထမအဦးဆုံးအကြိမ်မျိုးဆက်ပေါင်းစုံချင်းငွေရှိနေပြီ။ဆိုလိုတာကမင်းရဲ့မိဘတွေမှာသူတို့ရဲ့တသက်တာလုံးဆက်လို့မကုန်နဲ့အိမ်ချင်းငွေရှိနေရဲ့။ဒါကြောင့်မင်းကဒီအိမ်ကိုပိုင်ဆိုင်အောင်လုပ်နိုင်မယ်လို့မျှော်လင့်ပြီးအဲ့ဒီအကျွေးကိုမင်းစီကိုလွှဲပြောင်းပေးလိုက်တယ်။ အိမ်တလုံးပိုင်ဆိုင်ခြင်းဟာမင်းဘဝပန်းတိုင်တစ်ခုဖြစ်နေဒါပေမဲ့မင်းနေတဲ့အိမ်ဟာမင်းရဲ့ပိုင်ဆိုင်မှု access မဟုတ်ပဲဝင်တော့ဝင်မှု line availability တစ်ခုဖြစ်နေရဆိုတာကိုမင်းနားမလည်ဘူးဒီစကားကိုကြားရတာ မင်းအတွက်အတိတ်ပဲမရှိဘူးမလားဒါကြောင့်ပဲမင်းဟာခက်သစ်စင်ရသားတယောက်ဖြစ်နေတာပေါ့ဟုတ်တယ်ခြေမျိုးဆက်တွေကမင်းအတွက်အရာအားလုံးပျို့ဖျက်ဖြစ်အောင်လုပ်ခဲ့တယ်ဒါပေမဲ့တစ်ခုခုပြောင်းလဲဖို့ဆိုရင်ကိုယ်ပိုင်တာဝန်ယူမှု personal responsibility ဆိုတာလဲအတိုင်းအတာတစ်ခုထိရှိဖို့လိုတယ် ဒါပေမဲ့အဲ့ဒီစကားလုံးကြီးကမင်းအုံနောက်ကိုနားကျင်သေးရဲ့။နောက်ပြီးမင်းက soft skill ကိုယ်ကိုယ်သွေး type နဲ့လူမျိုးပိုဖြစ်နေရဲ့လေ။မင်းရဲ့အရေးပေါ်စုငွေ emergency fund ကဒေါ်လာတစ်ထောင်အောက်ပဲရှိရဲ့။လုံးဝအားဖြင့်ပြောရရင်မင်းမှာအရေးပေါ်စုငွေမရှိသလောက်ပါပဲ။ကိုကိုရိုးသားသားမေးကြည့်ပါ။ဒီကနေ့ကစပြီးငွေရှာဖို့အစွမ်းအစလုံးဝမရှိရဘူးဆိုရင်မင်းရဲ့လက်ရှိနေထိုင်မှုပုံစံငါးကဘီယိုဒီအစားအစာကျန်းမာရေးကိုတုံးလာတိတိဆက်လုပ်နိုင်ပါလား။ အဖေကမလုံနိုင်ဘူးဆိုရင်တော့မင်းဟာခက်သက်ဆင်းရဲသားလို့ခေါ်နေတဲ့သူတယောက်ဖြစ်နေပြီဆိုတာကိုသိထားလိုက်ပါမင်းဟာတည်တည်လေးတစ်ခုအရေးပေါ်အခြေအနေတစ်ခုကြုံရယုံနေကိုပိုင်ဒေဝါလီခံရမယ့်အနေအထားရှိနေပြီအရင်တခါအဲ့လိုဖြစ်ခဲ့တော့မင်းငွေချေးခဲ့တယ်ပစ္စည်းတွေပေါင်ခဲ့တယ်ဒါမှမဟုတ်ရောင်းချခဲ့တယ်မင်းဟာဒါကိုလွတ်လပ်တဲ့ဝိညာဉ်လို့ခေါ်ပြီးဖြည့်သိမ့်တယ်ပစ္စည်းဥစ္စာကမင်းကိုနှောင့်နှေးစေရလို့ဆိုတယ်တကယ်တမ်းကျတော့မင်းကလမ်းပြောင်နေပြီဆိုရင်ပူပန်နေရ မင်းအားဒါကိုအခြေအနေရဲ့အချိန်ဟုံးစီဝါရေးစနစ်ကဘာကြီးပျက်စီးနေရတဲ့အပေါ်ကိုအပြစ်တင်တယ်။ဒါပေမဲ့အမှန်ကလူတွေဆရာဝန်စီမသွားကျင်တဲ့အကြောင်းရင်းအတိုင်းပဲ။တခုခုမှားယွင်းနေရလို့တိလိုက်ရင်ရှောင်းဖို့ကြိုးစားသလိုမင်းကလည်းဒီအကြောင်းကိုမတွေးကျင်အောင်စောင်းနေရ။အမှန်တရားကိုရင်မဆိုင်ခြင်းနဲ့မင်းရဲ့ဆုံးခဲ့ကြအာနောက်ပိုင်းမှာမင်းကိုပို့ပြီးဒုက္ခပေးလိမ့်မယ်။ဒါပေမဲ့မင်းကဒါကိုတိတ်ကြီးမဆိုင်ဘူး။ဘာလို့လဲဆိုတော့အေး ဒါကနောက်မှဖြစ်လာမယ့်ကိစ္စဆိုပြီးတော့ဗောလေနံပါတ်3 you don't have a career မင်းမှာအသက်မွေးရမ်းကြောင်းဆိုတာမရှိဘူးအလုပ်တသက်ပဲရှိရဒီအလုပ်ကလေ AI ကလာယူသွားမယ့်အလုပ်မျိုးပဲမင်းရဲ့ဝင်ငွေကလူနေမှုဇယိုက်အတွက်တောင်တိတ်မလောင်းတော့ဘူးတစ်လမှာနှစ်ညလောက်ပဲအပြင်ထွက်တတ်တယ်မင်းရဲ့လူနေမှုပုံစံဆိုတာချီမင်းတစားပေါ်မှာချိတ်ဆွဲထားသလိုပဲဒါပေမဲ့အဲ့ချီမင်းတစားမပြတ်သေးတော့မင်းကဆက်လုပ်နေမိရဲ့ဒီအလုပ်ဟာမင်းတကယ်လုပ်ချင်တာမဟုတ်ဘူး ဒါကြောင့်ຢာရူးတက်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာကမှမင်းမတွေ့ဘူး။ဘာလို့လဲဆိုတော့ຢာရူးတက်ရင်မင်းမုန်းတဲ့အလုပ်ကိုပို့ပြီးတော့တာဝန်ယူရမှာကိုကြောက်လို့ပါ။ဒီတော့မင်းကအလုပ်ကိုညံ့ညံ့ဖြစ်ဖြစ်ပဲလုပ်တယ်။ဒါပေမဲ့အလုပ်ကထုတ်ခံရလောက်ညံ့နေရမျိုးတော့လည်းမဟုတ်ဘူးပေါ့။အဲ့ဒီအစားမင်းအလုပ်မထွက်သွားအောင်လို့မင်းတတိယလာစားလောက်လောက်ငန်းငန်းပဲပြီးတယ်။ဒီလိုနဲ့မင်းရောတတိယရောဒီအခြေအနေကိုမကြည့်မနှက်နဲ့ပဲဆက်ပြီးတော့ပဲဖြတ်တန်းနေကြတယ်။မင်းမှာစိတ်ကူးတစ်ခုရှိရဲ့။မျိုးပြမှာမြေရဝဲကိုဟါကိုစားစရာဆိုင် ဝင်ငွေအတွက်အပူထောက်ကူမယ်အသေးစားလုပ်ငန်းလေးတွေဒါမှမဟုတ်တီထွင်ကြံစားမှုတစ်ခုနဲ့ဘဝကိုဖျက်ဆီးမယ်ပေါ့ဒါပေမဲ့မင်းမှာဒီစိတ်ကူးတွေဆယ်စုနှစ်ကျော်ကြာနေပြီဖြစ်ပြီးဘာမှဖြစ်လာတာမရှိဘူးဤပညာအောင်မင်းကချင်းချောင်းမှုတည့်ရက်လို့မမြင်ဘူးဘာဖြစ်လို့လဲဆိုတော့မင်းကကိုယ့်ကိုပြန်လဲတိဆောက်နိုင်မယ်လို့ထင်နေလို့ဒါပေမဲ့အဲ့လိုပြန်လဲတိဆောက်လို့ရမယ်လမ်းကြောင်းတွေကနည်းလာနေပြီဒီတော့အနက်ဆိုင်ဆုံးမှာတော့မင်းကဒီပြဿနာတွေကိုလုံးဝလစ်လျူရှုထားလိုက်တယ်နံပါတ်၄ you have student debt မင်းမှာចောင်းချင်းငွေဒါမှမဟုတ်အခြားချင်းငွေရှိနေတယ်။မင်းရဲ့ဘွဲဟာဒီခေတ်စီးွားရေးမှာတန်ဖိုးမရှိသလောက်ဖြစ်နေရဲဆိုတာကိုမင်းသိလာပြီ။ဒါပေမဲ့ဒီလောက်ငွေတွေအရှုံးမခံရဘူးလို့ခံစားရအောင်မင်းဟာမင်းရဲ့ကျွမ်းကျင်ရနယ်ပယ်ထဲမှာပဲဆက်လုပ်နေရဲ။ဒါမှသိလား။ပိုက်ပြင်သမားတွေတရက်စစ်သမားတွေကမင်းထက်ဝင်ငွေအများကြီးပိုရနေရဲ။အကျွေးနဲ့ပတ်သက်ပြီးတော့တီထားရမှာကမင်းဟာစင်းရဲတာတော့မဟုတ်ဘူး။စင်းရဲတာတဲ့ပိုဆိုးနေရ။လမ်းပေါ်ကအင်ဂျီယာမဲတယောက်မှာဘာမှမရှိပါပဲ။ သူတို့ဝင်ငွေက3000ဒေါ်လာအထက်မှာရှိတယ်။မင်းမှာတော့အဲ့လိုမရှိဘူး။မင်းကအနောက်ဘက်မှာရှိနေတာ။သူတို့မိဖို့အတွက်မင်းနှစ်ချီအလုပ်လုပ်ရအောင်ပဲ။ဝင်ငွေရှာနိုင်တဲ့အခါမှာတော့ဘဏ်ကိုပြန်ဆက်ဖို့မင်းရဲ့ဘဏ်ဓာတ်ရေးကိစ္စတွေကိုစီမံဖို့အရင်ဆုံးလုပ်ရမယ်။ဒါမှမင်းပို့ပြီးကြကြရှင်းသန်နိုင်လိမ့်မယ်။တကယ်လို့မင်းမဆန်းနိုင်ရင်မင်းရဲ့ចောင်းချင်းငွေတွေကိုမင်းရဲ့ကလေးတွေစီလွှဲပြောင်းပေးရတော့မယ်။ဒီအချက်ကိုကောင်းကောင်းချင်းချင်းစဉ်းစားကြည့်ပါ။နံပါတ်5 You have no investable assets မင်းမှာရင်းနှီးမြုပ်နှံလို့ရတဲ့ပိုင်ဆိုင်မှုတစ်ခုမှမရှိဘူး။မင်းကိုယ်တိုင်ကြီးထွားခြင်းအချိန်ကြာလာနဲ့မြတန်မိုးတက်လာမဲ့ဒါမှမဟုတ်ဝင်ငွေရရှိစေမယ့်အရာတစ်ခုကိုမင်းပိုင်ဆိုင်ထားဖို့လိုတယ်။မင်းရဲ့ကားကိုပဲကြည့်။အဲ့ဒါဝင်တော့ဝင်ဖို့ liability ပဲ။ပိုင်ဆိုင်မှု access မဟုတ်ဘူး။ဓာတ်စီခဲရမယ်။စီအစ်စ်လဲရမယ်။ပြည့်ရင်ပြင်ရမယ်။အာမခံကြားတဲ့ငွေပေးရမယ်။ဒီတော့မင်းမှာရှိနေရဆိုတဲ့အတွက်တင်မင်းကိုငွေကုန်နေရ။ မင်းဘဝမှာမင်းကိုယ်တိုင်ရလွင်မင်းကိုငွေရှာပေးနေတဲ့ဒါမှမဟုတ်တန်ဖိုးတက်နေတဲ့အရာတစ်ခုရှိလားဒီအချက်ကြောင့်ပဲလူဦးရေ60ရာခိုင်နှုန်းကငွေကြေးအခက်အခဲဖြစ်နေရမင်းအနေနဲ့ Starbucks သွားပြီးဈေးကြီးပေးရတဲ့ coffee နဲ့မုတ်တွေကိုဝယ်ပြီးတော့စားတော့ရတာကြိုက်လားဒါဆိုမင်းမှာ Starbucks ရဲ့ store တစ်ခုရှိလား Starbucks ရဲ့ store တစ်ခုကိုဒေါ်လာ100လောက်နဲ့ဝယ်လို့ရရင်ဆိုတာရောမင်းသိလား store ရောင်းဝယ်ရ app အများစုမှာတစ်ခုလုံးမဝယ်ပဲအပိုင်းလိုက်ဝယ်လို့ရတယ် ပြီးတော့ကုမ္ပဏီကအလုပ်ဖြစ်လာရင်မင်းရဲ့ stock ဈေးတက်လာအောင်နဲ့မကအောင်အပိုငွေကြီးပါထပ်ရမယ်။ဥပမာ Starbucks က2%ရင်းနှီးမြှုပ်နှံမှုအကျိုးခံစားခွင့်ပေးတယ်။ဆိုလိုတာကမင်းက Starbucks မှာဒေါ်လာ100ရင်းနှီးမြှုပ်နှံရင်နှစ်စဉ်2ဒေါ်လာပြန်ရမယ်။မင်းဘလောက်ဝယ်ဝယ်နည်းနည်းဝယ်ဝယ်အကန့်အသတ်မရှိဘူး။နံပါတ်6ငွေကြီးဖောင်းပွားမှုကမင်းရဲ့ဝင်ငွေထက်ပိုမြန်နေပြီ။ပစ္စည်းတွေကမင်းဝင်ငွေတက်နှုန်းထက်ပိုမြန်မြန်နဲ့ဈေးကြီးရတဲ့အချိန်မှာမင်းကခေတ်သစ်စင်းရတာတယောက်ဖြစ်နေပြီဆိုတော့မင်းသိလာပြီ။ လက်ရှိအချိန်မှာအမေရိကန်ပြည်ထောင်စုကကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုဈေးနှုန်းတွေဟာလွန်ခဲ့တဲ့9နှစ်ကတည်းက20ရာခိုင်နှုန်းပိုမြင့်နေပြီ။အိမ်ချမ်းမြေဈေးနှုန်းတွေက23ရာခိုင်နှုန်းပိုမြင့်လာပြီးကျန်းမာရေးဝန်ဆောင်မှုတွေက48ရာခိုင်နှုန်းပိုမြင့်နေတယ်။စည်ရင်းကဆက်တိုးသွားနေအောင်ပါပဲ။ဒီအခြေအနေကတက်တာသွားမဲ့ပုံမပေါ်သေးဘူး။မင်းရဲ့ဝင်ငွေကလွန်ခဲ့တဲ့9နှစ်အတွင်း90ရာခိုင်နှုန်းမတက်ခဲ့ရင်မင်း90ရာခိုင်နှုန်းပိုဆင်းရဲသွားပြီ။ရှင်းအောင်ပြောရရင်မင်းဟာလွန်ခဲ့တဲ့နှစ်40အတွင်း အမြင့်ဆုံးငွေကြေးဖောင်းပွားမှုကိုကြုံတွေ့နေရတာ။တနည်းအားဖြင့်ဒါမင်းကြုံတွေ့ဘူးသမျှအဆိုးဆုံးအခြေအနေပဲ။ဒီအချိန်မှာမင်းရဲ့ဘေးကင်းပြီးတည်ငြိမ်နေထင်ရတဲ့အလုပ်ဟာဒီတက်ပို့ပြီးမခံနိုင်တော့ဘူးဆိုတာကိုတီထားရမယ်။နံပါတ်9မင်းဟာပစ္စည်းဝယ်ဖို့ပေးချေနေရတဲ့ payment plans တွေကိုပို့ပေးရပြင်မဲ့တုံးနေတယ်။ဒီခေတ်ကြီးမှာအခုနည်းနည်းပဲခြေပြီးချက်ချင်းယူတုံး၊ကြံငွေကိုဒစိမ့်တစ်ပိုင်းစီနဲ့နောက်မှဆက်ချေဆိုတဲ့ဝန်ဆောင်မှုတွေကနေရာတကာမှာရှိနေပြီ။ငါကုနည်းနည်းပဲပေးရမယ်။ ချက်ချင်းတိုင်ပြီးတုံးလို့ရမယ်။ကျန်တာဟိုနောက်မှခြေရမယ်ဆိုတာတကယ်လား။ဟုတ်ပြီ။ငါလုပ်မယ်ဆိုပြီးတော့မင်းကပြောမယ်။ဒါပေမဲ့လူအများစုသတိမထားမိတာဒီဝင်ဆောင်မှုမှာအတိုးနှုန်းနေပါနေရဲ့။တကယ်လို့တခါတည်းရှင်းရင်ပေးရမယ့်ငွေထက်30ရာခိုင်နှုန်းထိပိုသွားနိုင်တယ်။ဥပမာဖုန်းတစ်လုံးကိုဒေါ်လာ1000လို့ထားပါစို့။မင်းဟာတခါတည်းတထောင်ရှင်းလို့ရတယ်ဒါမှမဟုတ်အရေးကြယူလို့ရတယ်လူအများစုဟာတစ်ကြိမ်ရော250ဒေါ်လာစီနဲ့၄ကြိမ်ရှိရင်တထောင်ပြည့်မယ်လို့ထင်ကြတယ် ဒါပေမဲ့အဲ့လိုမဟုတ်ပါဘူးပုံမှန်အရောင်းဆိုင်တစ်ဆိုင်က17ရာခိုင်နှုန်းကနေ28ရာခိုင်နှုန်းအထိအတိုးနှုန်းတက်မှတ်ထားတယ်ဒီတော့မင်းကတစ်ချိန်250ဒေါ်လာစားတစ်ချိန်300ဒေါ်လာနဲ့၄ချိန်ပေးဖို့သဘောတူလိုက်ရတယ်နောက်ဆုံးမှာတော့အရောင်းဆိုင်က1200ဒေါ်လာရသွားတယ်မင်းပေးသင့်တဲ့ငွေထက်200ဒေါ်လာပိုပြီးရတာပေါ့မင်းမှာဒီပစ္စည်းကိုအိမ်ပြန်ယူသွားဖို့အိတ်ကတ်ထင်ငွေရှိနေရင်ဆိုတိုင်းမင်းတကယ်ဝယ်နိုင်တယ်လို့မဆိုလို့ဆိုတာတတိရှိပါ နောက်တစ်ချက်ကိုဆက်မပြောခင်အခုလို့တန်ဖိုးရှိရဲ့ဘူသူတာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Manny Power Channel လေးကို Like and Subscribe လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့ဒါဆိုရင်ဆက်ပြောလိုက်ရအောင်နံပါတ်၈မင်းဟာငွေသားမသုံးတော့ဘူး Digital ငွေတွေပဲသုံးနေတယ်တန်ဖိုးရှူတော့ကနေကြည့်ရင်ငွေသားကသာပိုကောင်းတဲ့ငွေပေးချေမှုပုံစံလို့ပြောရင်မင်းဟာငါတို့ကိုယူတယ်လို့ထင်ကောင်းထင်နေလိမ့်မယ် Digital ငွေလွှဲမှုတစ်ချိန်လောက်တိုင်းလူတအုပ်စီကနေ Credit Card ကုမ္ပဏီတွေစီကိုတန်ဖိုးရောက်သွားဖို့ ငွေလွဲလုပ်ငန်းစဉ်32ကြိမ်လောက်ဖျက်တမ်းရတယ်။အဲ့တော့ခဏလောက်နားထောင်ကြည့်ပါ။မင်းအန်ဟောသွားလိမ့်မယ်။မင်းရဲ့ bank account မှာဒေါ်လာ50ရှိရဆိုပါစို့။မင်းကဖုန်းဒါမှမဟုတ် credit card နဲ့ online အနေနဲ့စင်တစ်ခုဝယ်တိုင်း master card visa နဲ့တခြားငွေပေးချေမှုစနစ်လောက်ကိုင်းတဲ့ company တွေကငွေလွှဲမှုတစ်ကြိမ်စီအတွက်၄.၈ခွန်ရာခိုင်နှုန်းကနေ၄.၃၅ခွန်ရာခိုင်နှုန်းထိဝန်ဆောင်ကကောက်ခံတယ်။ဒီထက်စိုးတာကဒါကရာခိုင်နှုန်းအပြင်အပိုကြီးအနည်းငယ်ပါထပ်ဆောင်းကောက်တယ်။ ဘယ် online လက်လီရောင်းတဲ့သူကိုပဲမင်းမီသူတို့ရဲ့ငွေခွဲတန်းကိုသူတို့ပြောပြနိုင်တယ်။ဒီတော့မင်းမှရှိတဲ့90ဒေါ်လာနဲ့လက်လီဒီဇိုင်းမှာတွားဝယ်မယ်။90ဒေါ်လာလုံးကစိုင်းရဲ့အကောင့်ထဲကိုရောက်မသွားဘူး။300ခိုင်တော့ငွေလွဲကြီးယူရဆိုရင်စိုင်းအတွက်48ဒေါ်လာ90စင့်ပဲရှိတော့တယ်။အဲ့ဒီစိုင်းကအဲ့ငွေနဲ့ပဲထပ်ဝယ်မယ်။ငွေလွဲကုမ္ပဏီတွေကထပ်ပြီးတော့ကြီးကောက်တယ်။အဲ့လိုနဲ့မူလ90ဒေါ်လာတွေက48ဒေါ်လာ30စင့်ပဲကျန်တော့မယ်။ အဲ့တော့မင်းက digital ငွေတွေကိုတုံးလိုက်တိုင်းသူတို့ကဒီလိုယူသွားတာပါဒီငွေလွှဲမှု32ကြိမ်လောက်ဆိုရင်တန်ဖိုးအလုံးကြီးပါလူအတိုင်းဝိုင်းတွေကနေဒီလုပ်ငန်းကြီးရဲ့အိတ်ကတ်ထဲကိုရောက်သွားပြီဒီတော့ငွေသားပိုကောင်းတဲ့ပုံစံဖြစ်ရတဲ့အကြောင်းကပါလေငါမင်းကို90ဒေါ်လာစက်ကူတုပ်ပေးရင်မင်းက90ဒေါ်လာအပြည့်ရတယ်မင်းကအဲ့ကနေပြီးတော့90ဒေါ်လာတန်တဲ့ပစ္စည်းကိုတနေရာမှာဝယ်ယူမယ်ဆိုရင်အဲ့လူကလည်းတန်ဖိုးအပြည့်ရတယ်ဒါနေမကသေးပါဘူး ဗန်နီယာလည်းမင်းရဲ့ကိုပိုင်ငွေကိုမင်းအကောင့်ထဲမှာထားတဲ့အတွက်ပြည်သူဆောင်းလျှောက်က maintenance fee အဖြစ်နဲ့မင်းစီကနေအခကြေးငွေကောက်နေသေးတယ်။နံပါတ်၉မင်းဟာမင်းမိဘတွေပင်ဆင်ယူနိုင်မဲ့အစီအစဉ်ဖြစ်တယ်။ခေတ်သစ်စင်းရဲသားတွေကသူတို့နဲ့ဓာတ်ရိုက်မသက်ဆိုင်တဲ့ကုန်ကျစရိတ်တွေနဲ့ချိတ်ဆက်ချီနှောင်ခံထားရတယ်။မင်းရဲ့မိဘတွေကဘဝမှာအင်အားမဆိုင်ထုံးနိုင်ခဲ့ဘူး။စုငွေမရှိ၊ရင်းနှီးမြှုပ်နှံမှုမရှိ၊ပင်ဆင်အနှဲငယ်ပဲရှိတယ်။အခုအသက်ကြီးလာတော့သူတို့ဘာသာသူတို့မရက်တည်နိုင်တော့မှမင်းတိလာတယ်။ ဒီတော့မင်းကရှေ့ကိုတက်ပြီးတော့ဖြည့်ရှင်းပေးရတယ်။မင်းမိဘတွေမှာထောက်ပံ့မှုလိုလာမယ်။ကြံ့ကြာလာတဲ့ယောဂါတွေအတွက်ကုသမှုခံယူဖို့လိုလာမယ်။မင်းကသူတို့အတွက်ရှိနေရတာကိုဝမ်းသာရဲဆိုပေမဲ့ကိုကိုကိုတော်ဂယုဆရာခတ်နေရဲဆိုတာကိုမင်းသိလား။အဲ့လိုနဲ့စင်ရဲသားမင်းရဲ့ဘဝဟာပိုပြီးဆိုးရွားတဲ့တန်အောင်ခံလာရတယ်။လိုအပ်မှုကလည်းပိုနှံရှိုင်းလာတယ်။မင်းကိုမင်းဖြည့်ရှင်းနိုင်မယ်လို့ပြောနေပေမဲ့ယုံကြည်မှုကတော့အားနည်းနေတယ်။နံပါတ်30မင်းပတ်ဝန်းကျင်ကလူတိုင်းဟာလည်းမင်းလိုပဲနေထိုင်နေကြတယ်။ မင်းပတ်ဝန်းကျင်ရဲ့လူပိုင်းရုံးကန်နေရတယ်။တယောက်မှဖြစ်ထွန်းအောင်မြင်ရသူမရှိဘူး။မင်းဟာဒါဟုသဘောတူပြီးစနစ်တစ်ခုခုကိုဘာစနစ်ကိုဖြစ်ဖြစ်အပြစ်တင်နေရဲ့။သိလား။လူတယောက်ရဲ့တငယ်ချင်းအုပ်စုကိုကြည့်လိုက်ရင်သူတို့ဘသူတွေဆိုတာမြင်မြန်ဆန်းဆန်းနားလည်သွားနိုင်တယ်။လူတိုင်းဟာတူညီတဲ့ပြဿနာတွေကိုကြုံနေရပြီးဘသူမှမနိုင်နေနိုင်ဘူးဆိုရင်ဒီကနေထွက်ဖို့လမ်းမရှိတော့ဘူး။လမ်းညုံမရှိတော့ဘူး။ဘသူမှလမ်းကြောင်းမရှင်းနိုင်တော့ဘူး။ခေတ်သစ်ဆင်းရဲသားတွေဟာအရှုံးပေးထားပြီးသားဖြစ်နေတယ်။ ပြဿနာတွေကသူတို့ထိန်းချုပ်လို့မရနိုင်ဘူးလို့ထင်မြင်နေတဲ့အတွက်ဘာမှပြောင်းလဲဖို့စိတ်အားထက်သန်မှုမရှိတော့ဘူးဒီလိုနဲ့သူတို့ကအတာမန်အဆင့်မှာပဲနေထိုင်ကျေနပ်သွားကြတယ်မင်းပတ်ဝန်းကျင်မှာအရှုံးသမားတွေဆင်းရဲပြီးတော့စိတ်သက်ခွန်အားမရှိသူတွေနဲ့ဝန်းရံနေရင်မင်းအခြားအရင်းမြစ်တွေကနေအကူအညီရယူဖို့လိုတယ်ဟုတ်ပြီလားနံပါတ်7မင်းဟာကုန်ပစ္စည်းရဲ့အတွက်မဟုတ်ပဲဝန်ဆောင်မှုတွေနဲ့တကြိမ်သာကြုံတွေ့မှုတွေအတွက်ပဲပေးချေနေရဲ့ ဈေးကွက်ကမင်းကိုဆင်းရဲအောင်ထားနိုင်တဲ့နီလန်းကမင်းရနိုင်တဲ့တန်ဖိုးပမာဏကိုကန့်သက်ထားလိုက်တာပဲသူတို့ကမင်းကိုဝန်ဆောင်မှုဗဟုပြုတဲ့ဘဝနေထိုင်မှုပုံစံကိုရောင်းချနေရဲ့မင်းမှာဘာမှပိုင်ဆိုင်တော့မှာမဟုတ်အစားထိုးနေတဲ့သူတို့ပိုင်တဲ့ပစ္စည်းကိုတုံးဖို့မင်းကငွေအများကြီးပေးရမယ်မင်းမှာကားမရှိဘူး Uber နဲ့ပဲနေရာတကာကိုသွားတယ်စပိန်တောင်မင်းမပိုင်ဘူးအဲ့တော့ PS စကူတာကိုငှားရဲဘာလို့လဲဆိုတော့လမ်းလျှောက်ရင်9မိနစ်ပိုကြလို့ ဒီလိုပြောင်းလဲမှုဟာလူငယ်ဘဝတွေထဲကနေတန်မိုးတွေကိုဖယ်ရှားပစ်နေတာမင်းသာစကူတာပိုင်မယ်ဆိုရင်နှစ်အနည်းငယ်ကြာပြီးနောက်မင်းအဲ့ဒါကိုပြန်ရောင်းပြီးမင်းပေးထားတဲ့ငွေတွေကတစ်စိတ်တစ်ပိုင်းကိုမင်းအိတ်ကတည်းပြန်ရအောင်လုပ်နိုင်မယ်။ convenient ဖြစ်မှုကမင်းရဲ့ငွေကိုကုန်ကြစေတယ်။မင်းဟာတစ်ချိန်ကို15ဒေါ်လာကုန်ကြနေတယ်။တိတ်မများဘူးလို့ထင်ရပေမဲ့ဒါဟာရေရှိမှာဘလောက်ဈေးကြီးလဲဆိုတာကိုမင်းမသိသေးဘူး။ပြမ်းမြမျိုးဆက်တဲ့လူငယ်တယောက်ဟာနာမည်25နဲ့အတွဲမှာဒေါ်လာ3သိန်းကျော်ကုန်ကြမယ်။ အများဆုံးတည်ယူပို့ဆောင်ရေးကိုထိရောက်စွာတုံးရင်ဒေါ်လာ8500လောက်ပဲကုန်ပါပါအခုခေတ်မှာအရာအားလုံးက digital ပဲမင်းက digital gain တွေ digital ပစ္စည်းတွေကိုဝယ်တယ်အဲ့ဒါတွေမှာပြန်လဲရောင်းချဖို့ release value ဆိုတာလုံးဝမရှိဘူးမင်းငွေ သုံးလိုက်ပြီးရင်ကုန်သွားပြီမင်းကအရာဝတ္ထုတွေကိုပြင်ဆင်တာလည်းမဟုတ်တော့ဘူးအစားထိုးလိုက်တာပဲဒါပေမဲ့ဒါကတော့နောက်ဇာလန်တစ်ခုပါနံပါတ်7မင်းကအသေးအဖွဲလေးတွေအတွက်ပို့ပေးနေပြီဒါကိုပုံမှန်လုပ်မိနေရဲ့ မင်းဟာဒါတွေကိုတည်တည်မောမောစားစရာလေးလို့ထင်နေတယ်။ဒါပေမဲ့ဒါလည်းကားအတူတူငါးစီးရဲ့ဥပမာနဲ့အတူတူပဲ။အဆင်ပြေမှု convenience ဆိုတဲ့မမှန်ကန်တဲ့ခံစားချက်အတွက်မင်းဟာ300အနေ900ရာခိုင်နှုန်းအထိပိုပေးနေရ။နိုင်ရှင်ကြည့်ရအောင်။ Starbucks မှာပြန်မြောက် coffee တစ်ခွက်ကို2ဒေါ်လာနဲ့90စင်ကြားလိမ့်မယ်။အရန်စည်းကြီးရဲ့တောက်စရာတွေမဟုတ်ပဲ Yoo coffee တစ်ခွက်ကိုပြောတာပါ။ဒါပေမဲ့ကိုရိုင်းလုံရင်အဲ့ဒီကော်ဖီတစ်ခွက်က36ဆင့်ပဲကုန်တယ်။အားလုံးအပါအောင်နော်။ ဒီရောမင်းကတခုတည်းကခဏစပို့ပြီးပေးနေတာပဲအမတ်တစိပ်ပါတဲ့ဈေးဝါးတွေက generic ဈေးတွေထက်ငါးစားပို့စည်းကြီးရယ်ဒါတောင်တို့မှဓာတ်ဥဖွဲ့စည်းပုံအတူတူပဲမင်းကိုဈေးကွက်ရှာဖွေရ6ဒေါ်လာပဲတန်တဲ့ Gucci T-shirt အတွက်400ဒေါ်လာပေးခိုင်းတယ်ဘာလို့လဲဆိုတော့မင်းကသူ့နဲ့အတူလာမဲ့ဂုံသိက္ခာကိုလိုချင်နေလို့ပဲဒီအသုံးစရိတ်တွေကတခုမှအရေးသေးပိုင်းကအပေါ်အကျိုးကျေးဇူးတစ်ခုမှမင်းမရအောင်ဒါပေမဲ့မင်းမတက်နိုင်သေးတာတော့ဆက်ပြီးတော့ပို့ပေးနေတယ် နံပါတ်7မင်းဟာအနာဂတ်လက်ရှိအချိန်ကိုပိုဦးစားပေးရခေတ်သစ်ဆင်းရဲသားတွေဟာယိုလိုမျိုးဆက်ပဲ You only live once မင်းဟာအနာဂတ်အကျိုးဆက်တွေကိုဂရုမစိုက်ပဲလက်ရှိအချိန်အတွက်ပဲအကုန်ပေးဖို့တွန်းအားပေးနေတဲ့ trend တွေကိုလိုက်နေဒီနေ့ trend ဖြစ်နေတဲ့ TikTok တံပြန်ကမင်းငွေပြန်ရှာလို့ရမယ်ဒါပေမဲ့မင်းဒီအသက်အရွယ်နဲ့ဒီဟာကိုလုပ်ဖို့နောက်တစ်ခါမရှိတော့ဘူးဒီတော့တုံးလိုက်စမ်းပါတဲ့သဘောတရားအရတော့ကောင်းနေပေမဲ့တကယ်လက်တွေ့မှာတော့ မင်းကအနာဂတ်ကနေချေးယူနေရအဲ့ချေးငွေစင်းရင်ကမကြခင်ရောက်လာမယ်ကိုပိုင်တာဝန်ယူမှုဆိုတာအရေးကြီးတယ်မင်းကောင်ထဲမှာဒေါ်လာ200ပဲရှိပြီးအကျွေးဒေါ်လာ3000ခွဲရှိနေ85ဒေါ်လာလောက်ကုန်မဲ့တောက်ကြနေညနေခင်းအပြင်ထွက်စားရတာကိုဘာလို့လုံနေမှာလဲဟုတ်တယ်မလားနံပါတ်14မင်းမှာအရန်လိုအပ်နေတဲ့မြင်မာတဲ့ကျွမ်းကျင်မှုတွေလုံးဝမရှိဘူးမင်းရဲ့ကျွမ်းကျင်မှုတွေထဲမှာအင်တာနက်ပေါ်မှာအချိန်ကုန်ဆုံးတာထူးဆန်းကွဲပြားတဲ့အရာတစ်ခုခုကိုဝါသနာပါတာ ဥမာဒေတာချက်ဘီယာအကြောင်းတို့ကာတွန်းတွေရဲ့အမောင်ပချမ်းသီအိုရီတွေတို့မင်းရဲ့အိမ်မွေးတိရစ္ဆာန်ကို Instagram မှာနာမည်ကြီးအောင်လုပ်ဖို့ကြိုးစားတာတို့စတာပြီးပါဝင်နေတယ်။ဒါတွေအားလုံးကအချိန်ကုန်ရုံပဲဆိုတာငါတို့နှစ်ယောက်သိပါတယ်။ခေတ်သစ်ဆင်းရဲသားတွေကအသက်ရှင်နေထိုင်ကြတယ်။ဒါမဲ့ဘာမှတက်ကြွတာမရှိကြဘူး။သူတို့ကစီးမျောနေကြရုံပဲ။ဒီတော့မင်းရဲ့ Twitter ဘိုင်ကိုတည်းက Hogwarts အိမ်ကိုဖျက်ပြီးကိုယ့်ရဲ့တကယ်လက်တွေ့ဘဝအခြေအနေကိုစိုးရိမ်ပါ။ ခေတ်သစ်ဆင်းရဲသားတွေဟာပါဝင်ရှင်ပြိုင်မှုစုတစိတ်တွေရထားကြတယ်။အဲ့ဒါတွေကရပိုင်ဝင်ရှိရဲဆိုတဲ့ခံစားချက်တွေဖြစ်လာတယ်။ခေတ်သစ်ဆင်းရဲသားတွေဟာဇပွဲဝိုင်းမော်တစ်ခုခုယူလာနိုင်ခြင်းရဲ့အဓိပ္ပာယ်ကိုနားမလည်ကြဘူး။ဘာလို့လဲဆိုတော့သူတို့ဘဝတစ်ခုလုံးမှာသူတို့လုပ်ခဲ့တာထိုင်နေပြီးသူများကဇပွဲဝိုးစားစရာတင်ပေးနေရပဲ။နံပါတ်5မင်းရဲ့ငွေကြေးအကြောင်းပြောရင်မင်းမယီမသာဖြစ်တယ်။ဒါပေမဲ့ချမ်းသာရဲ့ဆဲကျော်တဲ့အမှုပညာရှင်တွေကိုတော့မင်းအားပေးနေတယ်။ ။နိုင်မီငွေကြီးအကြောင်းပြောဆိုတာခေတ်သစ်ဆင်းရဲသားတွေကိုစိုးရိမ်ပူပန်မှုဖြစ်စေရဲ့။သူတို့မျက်လုံးထဲမှာငွေကြီးအကြောင်းပြောဆိုတာတိတ်ပြင်းစရာကောင်းတယ်။ဘာလို့လဲဆိုတော့ဘဝမှာငွေကြီးအောင်မြင်မှုထက်ပိုတာရှိတယ်လို့ထင်ကြတယ်။ဒါအမှန်ပါတယ်။ဒါပေမဲ့မင်းရဲ့ကလေးကဗိုက်စာနေတဲ့အခါဒါမှမဟုတ်ဒိုင်ပါလိုနေတဲ့အခါငွေမရှိဘူးဆိုရင်တည်ငြိမ်အေးချမ်းနေကိုခက်ခဲလာပါတယ်။မင်းကဖုန်းဆက်ခရင်ရဲ့တပတ်ချမ်းမှာရှိနေတဲ့ချမ်းသာကြွယ်ဝမှုကိုကြည့်ပြီးအိမ်မက်တွေကိုမှတ်နေရဲ့။ခေတ်သစ်ဆင်းရဲသားတွေကပြောင်းလဲဖို့ဆိုတာ အားထုတ်မှုလိုအပ်တာကြောင့်ဒီအတိုင်းပဲထိုင်နေဖို့ရွေးချယ်ထားရတဲ့သူတွေပဲခစ်သည်ဆင်းရဲတာစိတ်ဓာတ်ဟာစိတ်ထဲက virus ပိုးတစ်မျိုးပဲမင်းကိုကူးစက်မခံရအောင်တတိထားပါကူးစက်ခံထားရရင်ပညာရေးရတဲ့ဆင်ဥသားလို့ရရင်နီးလန်းနေရှိပါတယ်ဒီတော့မင်းနေထိုင်ရနေရမှာခစ်သည်ဆင်းရဲသားတွေရဲ့အခြားသောလက္ခဏာတွေဘာတွေမြင်ရသေးလဲ comment ထဲမှာပြောပြီးဆွေးနွေးနိုင်ပါတယ်အခုလို စိတ်သက်တက်ကြွစေတဲ့ video ကိုအဆုံးအထိကြည့်ခဲ့တဲ့အတွက် bonus ချီးမြှင့်ခံရဖို့ထိုက်တန်ပါတယ်အဲ့ဒီ bonus ကတော့ number 16 ်မင်းရဲ့လက်ရှိအသက်အရွယ်မှာမင်းရဲ့မိဘတွေကမင်းထက်ပိုပြီးအလုပ်အတွေ့အကြုံနဲ့ချမ်းသာမှုတွေပိုရှိခဲ့တယ်။သူတို့ရှိခဲ့တဲ့ခေတ်ကာလနဲ့ရှင်ရင်ပေါ့။မင်းဟာသူတို့ထက်အလုပ်ထဲနောက်ကျမှဝင်နေ။သူတို့ဟာပိုခတ်ခဲ့တဲ့အချိန်တွေကိုကျင်သားရပြီးမင်းထက်ပိုပြီးတော့နာကျင်မှုကိုခံနိုင်ရင်ရှိကြတယ်။ဒါပေမဲ့မင်းမှာမျိုးဆက်အဟောင်းတွေထက်ကြီးမားတဲ့ရှင်ပြန်အတားရမှုတစ်ခုရှိရဲ။မင်းရဲ့ဖြစ်တည်မှုကိုနှီးပညာမြင့်တင်ပေးထားတယ်။မင်းငါးနှစ်အတွင်းလုံနိုင်တာသူတို့နှစ်30မှာလုတ်ခဲ့ရတာပိုများတယ်။ ဘာဖြစ်လို့လဲဆိုတော့မင်းမှာဇာတို့သဘောနဲ့ကြီးထွားနိုင်တဲ့စွမ်းရည်ရှိနေလို့ပဲဒီနေ့ခေတ်မှာလုပ်ငန်းတစ်ခုဟာတစ်နှစ်ကို၁၀ရာခိုင်နှုန်းလောက်ပဲကြီးထွားဖို့မျှော်လင့်နေတာမဟုတ်ဘူးအဲ့ဒီအစား၃လတစ်ခါနှစ်ဆတိုးဖို့ကြိုးစားနေကြတာဘာဖြစ်လို့လဲဆိုတော့မှန်ကန်တဲ့တိုင်းတာမှုတွေရှိရင်ဒါဟာရနိုင်တဲ့ပန်းနိုင်ထက်ပိုလို့ပဲဒါတော့ချမ်းသာကြွယ်ဝမှုတွေစုမိထားတဲ့မျိုးစားဟောင်းနေရတော့အိုမင်းပြီးတော့ခေတ်နောက်ကြကုန်ပြီတခြားလူငယ်လေးတွေမင်းတို့ကသူတို့ထက်တကယ်ပဲပိုပြီးတော့ရှင်းနိုင်နေဆိုတာကိုနားလည်လာကြမယ် ဘာလို့လဲဆိုတော့မင်းတို့ကအခုခေတ်ရင်ကျေးမှုနဲ့အံဝင်ခွင့်ကြဖြစ်နေလို့ပဲဒါဟာမင်းရဲ့ရှင်ပြန်အသာရမှုပဲမင်းဒါကိုနားလည်ပြီးလက်တွေအသုံးချမယ်ဆိုရင်မင်းချမ်းသာလာလိမ့်မယ်ဒီကနေနိုးထလာကြတဲ့သူတွေကိုစင်းရဲလို့မခေါ်တော့ဘူးဒါကလည်းမင်းတို့ခီးစဉ်ပေါ်ကချမ်းသာမှုမရမီအစဉ် pre rich ပဲရှိသေးတယ်ဒီကြံကြံတွေကအသုံးဝင်မယ်ဆိုရင်ဒီနေ့ဒီလိုအကူအညီအကြံဉာဏ်လိုအပ်နေမယ်မိတ်ဆွေတယောက်စီကိုမျှော်ယွေးပါအောင်အောက်မှာဘာတင်ခွဲရလဲရေးခဲ့ပေးပါကျွန်တော်တို့ကောမန်နိုင်ကိုဖတ်ပါတယ်ကျေးဇူးပါဗျာ